မင်္ဂလာပါရှင်ကျမတို့ channel ကနေနောက်ဆုံးရရှိထားတဲ့သတင်းသစ်များကိုတင်ဆက်ပေးပါရောင်းမယ်ပထမအဦးဆုံးစစ်တပ်ကစာတင်ကြောင်းပုံချေမှုအာဆီယံလွှတ်တော်အမတ်များအစုအဖွဲ့အပြင်းထန်ရှုံချတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခြေတောင်အာရှနိုင်ငံများစီယုံအာဆီယံရဲ့လူခွင့်ရေးဆိုင်ရာလှုပ်ရှားတဲ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ဟာရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကစာတင်ကြောင်းကိုပုံချေခဲ့တဲ့အာနာသိန်းစစ်ကောင်စီရဲ့လှုပ်ရက်ပေါ်အပြင်းထန်ရှုံချခဲ့ပါတယ် APH အဖွဲ့ဟာအာဆီယံဒေသတွေနိုင်ငံတွေကလွှတ်တော်အမတ်တွေစုစည်းထားတဲ့နိုင်ငံရေးကွန်ရက်တစ်ခုလည်းဖြစ်ပါတယ်။ APH ကစစ်ကောင်စီဟာကြောက်တော်မျိုးနယ်ရဲ့တရက်တပင်ကျေးရွာထဲမှာရှိတဲ့ပညာပန်းကင်ကိုပိုင်ထက်တန်းကျောင်းကိုပေါင်900ဘုံးနှလုံးနဲ့ရည်ရွယ်ချက်ရှိရှိကျဲချတိုက်ခိုက်ခဲ့တယ်လို့စွပ်စွဲဖော်ပြထားခဲ့ပါတယ်။စက်တင်ဘာ12ရက်မနေ့အစောပိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကြောင့်ကျောင်းသူကျောင်းသား22ဦးထပ်မံတေဆုံးခဲ့ပြီးဒဏ်ရာပြင်းထန်သူတွေအပါအဝင်20ကျော်ဒဏ်ရာရခဲ့ကြောင်းနဲ့အဆောက်အုံတချို့ပျက်စီး ခဲ့ကြောင်းအဲ့ဒီထုတ်ပြန်ချက်ကဆိုပါတယ်စာတင်ကြောင်းကိုဘုံကျိမှုဟာကြောက်တော်မျိုးနေထဲမှာပဲတည်ရှိတဲ့ဈေးကြောင်းရေကာတာကိုဘုံကျိမှုဖြစ်စဉ်အပြီးနှစ်ရက်အကြာမှာပေါ်ပေါက်လာကြောင်းရခိုင်ပြည်နယ်ထဲမှာအရတားဧရိယာတွေကိုစစ်ကောင်စီကရည်ရွယ်ချက်ရှိရှိလေးကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပြီးဩဂုတ်25ရက်နေ့တုန်းကလည်းမြောက်ဦးမြို့မှာဘုံကျိခဲ့တာကြောင်းကလေးတွေကျောင်းသားတွေပါဝင်15ဦးထပ်မံနေတည်ဆုံပြီး18ဦးဒဏ်ရာရခဲ့ကြောင်း APHR ကဆိုပါတယ် ဒီလောက်ရဟာကလေးတွေမိသားစုတွေပေါင်းစနစ်တကျစီမံတွက်ချက်ပြီးကျွလွန်နေတဲ့အကြမ်းဖက်မှုတွေဖြစ်ကြောင်းကျောင်းတွေနဲ့အိမ်တွေကိုဘုံကျဲနေတာဟာစစ်ကောင်စီကလူသက်တွေနဲ့နိုင်ငံတကာစီမံဥပဒေတွေအပေါ်လုံးဝအလေးမထားဘူးဆိုတာညွှန်ပြနေကြောင်း ABA ရဲ့ဥက္ကဋ္ဌလည်းဖြစ်အင်ဒိုနီးရှားအောက်လွှတ်တော်မှလည်းဖြစ်တဲ့ မာစီခရစ်စတီဘာရက်စ်ကပြောကြားခဲ့ပါတယ်စစ်ကောင်စီရဲ့အရက်သားတွေပေါ်ရရဆက်ဆက်တိုက်ခိုက်နေပေမယ့်ပြစ်ဒဏ်စီရင်မှုတွေကနေကင်းလွတ်ချမ်းသာခွင့်ရနိုင်ကြောင်းအာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့လွှတ်တော်တွေစုစည်းထားတဲ့အစုအဖွဲ့တစ်ခုအနေနဲ့ ABA ဆာဟာဒီကိစ္စနဲ့ပတ်သက်ပြီးအဖွဲ့ဝင်နိုင်ငံအစိုးရတွေကနှုတ်ဆက်နေတာကိုလက်ခံသိနေလို့မရကြောင်းလည်းသူကဆိုပါတယ်ဘာရက်စ်ကမြန်မာနိုင်ငံပြည်သူတွေကိုကာကွယ်ဖို့ဒီမိုကရေစီကိုထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်နိုင်ငံတကာအကင်တွေတုံ့ပြန်မှုတွေအရေးပေါ်လိုအပ်နေပြီလို့လည်းပြော ြောကြားခဲ့ပါတယ်။လက်ရှိကြုံတွေ့နေရတွေက တမယိုးကြအကျန်းဖက်ရန်လိုရာမျိုးမဟုတ်ပဲဒေတာကန်ပြည်သူတွေကိုပါတင်းကျုံအပြေပေးဖို့စနစ်တကျရည်ရွယ်ချက်ရှိရှိလှုံ့ဆော်နေတဲ့ကိစ္စဖြစ်ကြောင်းသူကသတိပေးသွားပါတယ်။ကြောက်တော်မှာအခုနောက်ဆုံးကြုံတွေ့ခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုဟာအစုလိုက်အပြုံလိုက် တက်ဖြတ်မှုတစ်ခုလည်းဖြစ်ခဲ့ပြီးစစ်ကောင်စီအနေနဲ့ရာဇဝတ်မှုတွေကျူးလွန်ပြီးပြစ်ဒဏ်မခံရဘဲဘလို့ပဲပုံကင်းလွခွင့်ရနေတယ်လဲဆိုတာမိမောင်းထိုးပြနေတယ်လို့ ABH ရှာကဆိုပါတယ်။ပြီးတော့ ASEAN အပေါ်မှာယုံကြည်ကိုးစားလို့ဘလောက်ထိရမလဲဆိုတာကိုစမ်းစစ်မေးခွန်း ထုတ်မှုတွေလည်းဖြစ်နေတယ်လို့ APHR ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းလည်းသိရပါဗျ။ ABHR ကတော့မြန်မာပြည်သူတွေနဲ့အတူတသားတဲ့ဆက်လက်ရည်တည်နေမှာဖြစ်ပြီးအရှိတောင် အာရှတလွားမှာလူခွင့်ရေးငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီထွန်းကားရေးလုပ်ငန်းစဉ်တွေကိုဆက်လက်အားပေးထောက်ခံနေမယ်လို့လည်းသဘောထားညင်ညာသွားခဲ့ကြောင်းသိရှိရပါတယ်။